ဲကင်းရဲအမျိုးသမီးအခွင့်အရေးတက်ချလှူရှာသူတွေမှာဟုတ်သူကအတိမတ်ပြုခံတဲ့တရားဖြစ်တယ်ဗောနော်ဆိုတော့အဒီကင်းရဲအမျိုးသမီးဖွဲ့တဲ့မှာပါနေလို့ဟိုကင်းရဲမျိုးချစ်လားဆိုတော့လည်းမဟုတ်ဘူးသူ့မှာထူးခြားတာတခုရှိတယ်ဒါအဲသူ့နာမည်ကဗမာနာမည်လေးနဲ့ ရှိရတယ်ဟုတ်တယ်နေနေတထအောင်တော့ချက်မှတ်တယ်ဒါပေမဲ့သူ့ကိုမေးလိုက်ကင်ရင်လားလို့မေးလိုက်သူကသူ့ကိုသူကင်ရင်ဆိုတာမျိုးတိတ်ဖြီလေးဖြီတာမရှိဘူးသူကဘာလို့ကိုကြည့်တဲ့အခါမှာလဲသူကလူကိုလူလူပဲကြည့်တတ်တာဗျလူလူလူပဲမြင်တာအယောင်နေအယောင်နေမပါဘူးကျွန်တော်မြင်ထားရအဲအယောင်နေမပါဘူးကျွန်တော်ကသူနဲ့ခင်မင်းတဲ့အခါမှာသူကလူတယောက်နဲ့တည်းဟဲ့နေပါလူမျိုးလဲဘာဘာသားလဲသူ့မှာမေးလေးမရှိဘူးဆိုတော့သူရဲ့မျက်လုံးထဲမှာလူကိုလူလူပဲမြင်တယ်ဆိုတော့လူလူလူသူအတိမတ်ပြုတ် အဲလူလူလူပဲမြင်တယ်အဲ့တော့ကချင်ဖြစ်ချင်းကရင်ဖြစ်ချင်းကရားဖြစ်ချင်းတူစီမှာရှိရှိနော်ဆိုတော့တူစီမှာလူဖြစ်ချင်းပဲရှိတယ်ပေါ့နော်ပြီးရင်တူစီမှာထူးခြားတယ်ယောက်ျားဖြစ်ချင်းမိမဖြစ်ချင်းမရှိဘူးရှင်မောင်တန်းလုတ်တယ်တန်းနဲ့လုတ်တယ်ဆိုတော့ဟိုတူစီမှာလေးစားရတာရှိတယ်အဲ့တော့အဲ့လိုပဲကရင်အဖွဲ့စည်းတွေမားနေရင်လေအဲ့ကရင်အဖွဲ့စည်းတွေကိုသူထောက်ပြဝေဖန်ပြောဆိုရင်းနဲ့ထဲမှာလည်းသူကထိတ်ဆုံးอ่ะပါခဲ့ပါခဲ့တယ်ပေါ့နော်ဆိုတော့ဒါကြောင့်လေသူကလောက်ချက်တက်မြက်ခံရတာ Kau dan bidunya alung me menglawatnya, ah sero kuning me menglawat. မင်္ဂလာပါဗျာဆိုတော့မနေ့ကတော့ကျွန်တော်တို့ဒါအမေကြီးမြတ်နေပေါ့ကွယ်ဆိုတော့ဒီကျွန်တော်တို့ဟိုမြန်မာနိုင်ငံရေးအခင်းအကျင်းမှာလူခွင့်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါအမျိုးသမီးတွေကဟို case ဆက်တိုက်ပွဲဝင်ခဲ့ကြတာပေါ့နော်ဟိုတိုက်ပွဲဝင်ခဲ့ကြတဲ့အမျိုးသမီးတွေအများကြီးရှိတယ်ပေါ့ဆိုတော့အဲ့ဒီကမှာကျွန်တော်2016ခုနှစ်တဝယ်မြို့မှာပေါ့နော်2016ခုနှစ်နိုဝင်ဘာလ16ရက်နေ့မှာဒီတဝယ်မြို့မှာလူခွင့်ရေးအမျိုးသမီးတယောက် ဟိုဒီအသက်ခံရတဲ့ဖြစ်စဉ်ဖြစ်သွားတယ်ပေါ့ဒါလူပုံပြားထဲမှာနေမှဖြစ်သွားတာပေါ့ဒါကတော့ तू ကတော့ဟိုနော့ချစ်ပန်းနိုင်ဆိုတော့ကျွန်တော်လူခွင့်ရေးလှုပ်ရှားတဲ့အမျိုးသမီးပါဆိုတော့ဟိုကျွန်တော်နေတော့ तू ကအရင်ရင်းနှီးမှုမရှိဘူးပေါ့ဒါပေမဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အမှုမှမပေါ်ဘူးဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းမပေါ်ထုတ်နိုင်ဘူးဆိုတော့အဲ့ဒါလည်းနှစ်ပေါင်းအများကြီးကြာတယ်ပေါ့နော်ဆိုတော့အဲ့နောက်ွယ်မှာသူ့ကိုဘာကြောင့် ဟိုအတက်ရတာလဲဘာကြောင့်သူအသက်ပေးဆက်ရတဲ့အထိဘာဘာလှုပ်ရှားမှုတွေလုပ်ခဲ့လို့ဒီလိုမျိုးအသက်ကိုပေးဆက်လိုက်ရတယ်ဆိုတာလေးကကိုနေမွန်နဲ့ကကြတော့နည်းနည်းဟိုလူချင်းလဲနည်းနည်းဟိုအထီးတွေးရှိရဲပြောဆိုဆက်ဆံမှုရဲ့အလုပ်တွေလဲတွဲလှုပ်ခူတာရှိရဲဆိုတော့အခုအနေနဲ့သူ့အကြောင်းလေးနည်းနည်းလောက်ပြောပြပေးပါအောင်ပေါ့အာနော်ချင်ပန်းတိုင်ပေါ့နော်မဆုံးခင်ရတဲ့ဘက်လိုကတော့အာကျွန်တော်တို့ဒီတဝဲမှာပေါ့နော်တဝဲမှာအတူရှိကြတာပါအာတဝဲမှာကျွန်တော်တို့ចောင်းသားခရိယံလှူရှောင်းမှုဖွဲ့က ဒီ CV တွေတခုလောက်ကြာတယ်ဟုတ်ဆိုတော့အဲ့အ CV မှာသူလည်းပါဝင်တက်ရောက်ခဲ့တယ်နော်သူကအာကရင်ခရီးယန်ဆိုတော့လေကျွန်တော်တို့ဒီခရီးယန်ကျောင်းသားလောက်ရှောင်းဖို့ပေါ့နော်ခရီးယန်ကျောင်းသားတမကလည်းပြောကြပါဆိုဩဩဟုတ်ဆိုတော့ဟိုကျွန်တော်တို့ဒီ student christian movement လို့ခေါ်တယ်အဲကျောင်းသား christian လောက်ရှောင်းဖွဲ့ SCN SCN ရဲ့ဟုတ်ကဲ့နော်ဒီ SCN ရဲ့သူကဒီတဝင်ရဲ့ ကျောင်းသူခေါင်းဆောင်တယောက်ဖြစ်တယ်။အော်နော်မင်းတို့ student leader တယောက်ဖြစ်တယ်။ဆိုတော့အဲ့မှာလည်းသူအစီအွေပေါ့နော်ကျွန်တော်သူလာရောက်တက်ခဲ့တယ်။ကျွန်တော်တို့အဲ့မှာရှိတယ်။သူဆုံးတဲ့နေ့ကကျွန်တော်တို့ရန်ကုန်ကိုပြန်နေနေပေါ့နော်။တဝဲရနေရန်ကုန်ပြန်နေနေသူကိုယ်တိုင်ကားကိတ်မှာကျွန်တော်တို့ကိုနှုတ်ဆက်ခဲ့တာပေါ့နော်။ဆိုတော့အဲ့နှုတ်ဆက်ကနှုတ်ဆက်ခြင်းကနောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်လိမ့်မယ်လို့ကျွန်တော်တို့လည်းဘယ်တော့မှမတွေးထားခဲ့ဘူး။ဆိုတော့အဲ့နေ့ကကျွန်တော်တိတိကျကျချင်းပြိုင်ပွဲမှာ ်ဘာချင်းဆိုမယ်ပေါ့နော်အဲ stage show မှာပဲသူအသက်ခံရတာအဲ့သူပြိုင်ပွဲမှာသူချင်းသွားပြိုင်တယ်ဆိုတော့အဲ့ဒီအဲ့ကလည်းသူလည်းဒီပွဲတစ်ခုပဲဟိုရန်ကုန်မှာပွဲတစ်ခုပဲကျွန်တော်အာကျွန်တော်အမှန်မှန်မှဟုတ်ဆိုရင်အဲအဲ့လိုမျိုးဒီလှုပ်ရှားမှုတစ်ခု movement တစ်ခုရဲ့ movement တစ်ခုရဲ့ပွဲတစ်ခုပဲပေါ့နော်အဲ့မှာဆိုတော့ချင်းသွားဆိုတယ်ဒီ social sound ပေါ့နော်လူမှုကြိုးပြချင်းတစ်ပုတ်သူသွားဆိုတယ်ဆိုပြီးစင်ပေါ်ကအစင်းမှာပဲဒီလူတူကြားထဲမှာပဲ သူကလှုပ်ကြံတက်ပြက်ခံလိုက်ရတယ်ဗောနော်ဒါနဲ့ထိုးပြီးတော့အာလှုပ်ကြံတက်ပြက်ခံလိုက်ရတယ်ဗောနော်ဟုတ်တယ်ဆိုတော့သူရဲ့အမှုမှန်ကတော့ဒီမိုကရေစီခေတ်ကာလမှာတောင်းပါဗောနော်တဝက်တစ်ပြက်တော့ဒီမိုကရေစီခေတ်ကာလမှာတော့အမှုမှန်မပေါ်ပေါက်ခဲ့ဘူးအခုလိုမျိုးဆင့်ရလာရှင်ကာလမှာဆိုရင်တော့ပူပူဆိုးတာပေါ့နော်ဆိုးတာပေါ့နော်သူရဲ့တရားမျှတမှုကိုလည်းဒီမိုကရေစီခေတ်ကာလမှာတော့အစဉ်ဆက်တောင်းဆိုခဲ့ပေမဲ့ဒီဘက်ဆင့်ရလာရှင် ပိုင်းမှာတော့သူ့အကြောင်းတွေအဲသူ့ဘဝတွေသူ့ရဲ့ပောင်းဖြတ်တမ်းမှုတွေအားလုံးရဲ့အမေရောခံအမေရောခံအမျိုးသမီးသူ့ရဲ့ခေါင်းလို့ပဲကျွန်တော်ကတော့ဟိုဟိုပြောပြရတယ်နော်ဆိုတော့ចောင်းသားလှုပ်ရှားမှုမှာဟိုထဲထဲဝင်ဝင်ပါခဲ့တဲ့အမျိုးသမီးအဲသူ့ရဲ့ခေါင်းဖြစ်တဲ့သူဖြစ်လူမှုတရားမျှတမှုတွေမှာအဲပါဝင်ဆောင်ရွက်ခဲ့တဲ့အမျိုးသမီးသူ့ရဲ့ခေါင်းဖြစ်တယ်ဟုတ်အဲ့တော့အဲ မှားနေရင်ဘသူရဲ့မျက်နှာပေါ်မှာမထောက်ဘူးပျော်ရဲတဲ့တတ်သိရှိတယ်ဟုတ်ဘယ်အဖွဲစီပဲဖြစ်နေဖြစ်နေစေဟောနော်သူပျော်ရဲတဲ့တတ်သိရှိတယ်သူသုံးလုံးอ่ะဆိုရင်ကျွန်တော်တို့ဒီလက်ပေးလက်ယူမှုနဲ့အရေးယူခံတဲ့ဒဝဲကဝန်ကြီးကဒေါက်တာအေးအေးမော်ထင်တယ်ဟုတ်အာကျွန်တော်တို့မြို့မြို့ဝင်ကြီးကနံပါတ်တစ်ချက်တော့မြင်တယ်ဟုတ်ပါတော့နံပါတ်တော့နံပါတ်တစ်ချက်တော့ဆိုတော့သူကဒီ LND လက်ထက်မှာပဲဒီလက်ပေးလက်ယူမှုနဲ့ ဒီတရားစွဲတရားစွဲခံရတော့ထုတ်ကြသွားတယ်ဗောနော်ဆိုတော့ဒီအမျိုးသမီးတော့သူကဟိုတခွန်းမကြံပြန်တုတ်ပြန်ရဲတဲ့ဩော်နော်မြို့သမီးဖြစ်ဆိုတော့ဘဒုကိုမဆိုရေယုံကိုတုတ်ပြန်ရဲတယ်မြို့သမီးတဲ့ ဖြစ်ပါတယ်လို့ဟုတ်သူဘောအကြောင်းပြောရမယ်ဆိုရင်ကျွန်တော်နဲ့သူနဲ့ကတော့အရင်ကြီးအဲယဉ်နီးရမျိုးတော့မရှိဘူးဒီကြောင်းသားလှုပ်ရှားမှုမှာဟိုလက်တွဲတဲ့အချိန်ကာလရဲဘော်ရဲဘက်တွေရဲဘော်ရဲဘက်အနေနဲ့ဟိုကျွန်တော်တို့အစည်းအဝေးတွေမှာစံကြတယ်အဲစကားတွေပြောကြတယ်ပေါ့နော်ဒီလောက်ယဉ်နီးမှုရှိပါတယ်ဆိုတော့နေမြေရတော့၎င်းဟိုလှုပ်ရှားမှုနေရာရကြကွာကျွန်တော်ကြောင့်မြေလက်မှာလှုပ်ရှားတာဟုတ်တယ်နော်မြေလက်ဆိုတော့တို့ကကြတော့ဒီတဝယ်မှာလှုပ်ရှားတာတင်းတာတွေတိုင်းတော့ဟိုနေမြေရ ကျွန်တော်ဒီအစီအွေးတွေမှာစုံလာလို့ရင်ချားတယ်เนาะဟောမျိုးမရှိဘူး။ तू ကအနေအနေလေးအေးပါတယ်။အနေလေးအေးတယ်ဖခင်တရားလည်းအဲជីညိုကိုင်းဆိုင်တဲ့သူသူပေါ့နော်။ဟုတ်ကဲ့။ဆိုတော့ဟို तू မစိတ်ဆုံးခဲ့အချိန်ကြီးတော့ဒီဇိုင်းမတ်မတ်တော့ तू ကလူအခွင့်ရေးဆိုတာထက်အမျိုးသမီးအခွင့်ရေးနော်ဒီဇိုင်းမတ်မတ်လုပ်တယ် Woman Empowerment ဟိုဒီဇိုင်းမတ်မတ်လုပ်တယ်ပေါ့နော်။ဆိုတော့အဲတဝယ်မှာတော့ဒီအမျိုးသမီးအခွင့်ရေးတောင်းဆိုရတဲ့မှာ तू ကထိတ်ဆုံးကပါခဲ့တယ်။ကောင်းကောင်းနေလေက တက်ရောက်နော်လူငယ်ကောင်းဆောင်နေတယ်တက်ရောက်ပဲတကယ်အသက်ဒီ20တောင်မပြည့်သေးဘူးပေါ့နော်ကျွန်တော်ကသူဆုံးတဲ့အချိန်မှာနော်ငယ်ငယ်လေးနဲ့ဆိုတော့သူသူရေကောင်းမတန်းနေဒါမှမဟုတ်အမေရောကသူရေကောင်းဖြစ်သူရေကောင်းဖြစ်ကျွန်တော်တို့ဒီသက်ရေပေါ်ရေဘက်ဒီကြားထဲမှာတော့ဟိုနာမည်ကြံခဲ့တယ်ဆိုပေမဲ့နော်ဘယ်လိုမျိုးမသိပဲနဲ့အမှုမှန်တော့မပေါ်ပေါက်တဲ့ဒီဟိုလိုမျိုး တရားမျှတမှုမရရှိခဲ့ပဲတည်ဆုံးခဲ့ရတော့သူကိုယ်တိုင်အမျိုးသမီးတွေအတွက်အခွင့်အရေးတွေတရားမျှတမှုတွေရဖို့အတွက်စူးစမ်းနေရလူတည်းကွာသူရဲ့အသက်တည်ဆုံးခြင်းတွေတရားမျှတမှုအခုချိန်ဒီမရဘူးနော်ဆေးရနာရှင်လက်ထက်မှာပို့ဆိုးနေပြီပေါ့ဆိုတော့ငွေဥတော်နိုင်ရေးမှာလည်းကိုယ်နေမို့ကျွန်တော်တို့ဒီလိုအမျိုးသမီးတွေအများကြီးပဲပါတယ်ပေါ့နော်စောစောပဲဆိုလူတည်ရလည်းပါတယ်လူမတည်ရလည်းပါတယ်ဟိုမနေ့ကလိုမျိုးအမျိုးသမီးနေလိုမျိုးဆိုလို့ရှင်ကျွန်တော်ဒီငွေဥတော်နိုင်ရေးမှာပါတဲ့အမျိုးသမီးတွေကိုဂုံပြုတ်ဖို့ တော့ဂုံပြူကြရတယ်ပို့တွေဝိုင်းရှဲကြရတယ်ပြောကြရတယ်အဲ့မှလည်းစောစောအာကအမျိုးသမီးတွေတကယ်အာကအမျိုးသမီးတွေရှိတယ်ပါပါလာတာပေါ့နော်နွေးတော်လိုင်းဒါလည်းနောက်ပိုင်းတစ်ပိုင်းမှာပြောဟိုနွေးတော်လိုင်းရဲ့ဟိုဟာဒီမှာကျွန်တော်တို့ထည့်ပြီးတော့ဟိုမမင်းမင်းရောပဲနဲ့ထားရမယ်အမျိုးသမီးတွေအများကြီးရှိရဲဆိုတာလည်းကျွန်တော်စိတ်ထဲမှာရှိဖို့လိုတာပေါ့အဲ့မှကိုပဲဟိုဆိုတော့ဒီဟိုအမျိုးသမီးတွေကသူတို့ရဲ့အခွင့်အရေးတွေသူတို့ရဲ့ရပိုင်ခွင့်တွေပုံစံမျိုးစုံနဲ့ဟိုတိုက်ကြရတယ်ပေါ့နော်ဒီအခုဒီမဲ့တော့ဆိုလို့ရှိရင်ဟောသူအနေနဲ့ဘယ်လိုမျိုး အချိန်တွေပေါ်ပေါ်ဖြစ်နေမယ်သူစစွန်းတက်တယ်မယ်စူးစားခဲ့တယ်အဲ့လိုမျိုးအလှူခွင့်ကြီးလှုပ်ရှားမှုတစ်ခုဆိုလို့ရှိရင်တော့ဘယ်လိုမျိုးကိစ္စမျိုးတွေတခုလောက်ရှိနေလဲကွာအဲ့လိုမျိုးဆက်ကတော့ဒီလိုမျိုး international woman day တွေမှာဆိုသူအမျိုးသမီးနဲ့ပတ်သက်တဲ့ speed တွေပါပြောတာမျိုးတော့သူရှိရယ်ကွာဆိုတော့ဟိုသူသူအချောင်းကို like လေ့လာမယ်ဆိုရင်ဒီကင်ရအမျိုးသမီးအခွင့်ကြီးလှုပ်ရှားတဲ့ အာအန်ကရာဝူမန်အော်ဂနိုက်ဇေးရှင်းပေါ့နော် KW ဟိုဖွဲ့တွေစီမှာတော့သူ့အကြောင်းကိုအကောင်းကောင်းသိလိမ့်မယ်။ဘာလို့ဘာလို့လဲဆိုတော့သူကဒီအဲကင်းအမျိုးသမီးအခွင့်အရေးတက်ချလှူရှာသူတွေမှာဟုတ်သူကအတိမတ်ပြုခံတဲ့တေချောက်ဖြစ်တယ်ပေါ့နော်။ဟုတ်တယ်။ဒါပေမဲ့အော်ဒီကင်းအမျိုးသမီးဖွဲ့ထဲမှာပါနေလို့ဟိုကင်းရင်မျိုးချစ်လာဆိုတော့လည်းမဟုတ်ဘူး။သူ့မှာထူးခြားတာတခုရှိတယ်။ဒါ သူနာမည်ကဗမာနာမည်လေးနဲ့ရှိရတယ်တဲ့နေနေတက်တာအောင်တော့ချက်ပါတယ်ဒါပေမဲ့သူ့ကိုမေးလိုက်ကင်ရင်လားလို့မေးလိုက်သူကသူ့ကိုသူကင်ရင်ဆိုတာမျိုးတိတ်ဖြီလေးဖြီတာမရှိဘူးသူကဘားလူကိုကြည့်တဲ့အခါမှာလေသူကလူလူလူပဲကြည့်တတ်တာဗျလူလူလူပဲမြင်တာအကြောင်းလေးအကြောင်းလေးမပါဘူးတမိမိထားရအဲအကြောင်းလေးမပါဘူးကျွန်တော်ကသူနဲ့ခင်မင်းတဲ့အခါမှာသူကလူတယောက်နဲ့တည်းဟဲ့နေပါလူမျိုးလဲဘာဘာသားလဲသူ့မှာမေးလေးမရှိဘူးဆိုတော့သူ့ရဲ့မျက်လုံးထဲမှာလူလူလူပဲမြင်တယ်ဆိုတော့လူလူလူ သူအတိမတ်ပြုတ်လေအဲလူလူလူပဲမြင်တယ်အဲ့တော့ကချင်းဖြစ်ချင်းကရင်ဖြစ်ချင်းကရားဖြစ်ချင်းတူစီမှာမရှိရှိနော်ကြတော့တူစီမှာလူဖြစ်ချင်းပဲရှိရပေါ့နော်ပြီးရင်တူစီမှာထူးခြားတယ်ယောက်ျားဖြစ်ချင်းမိမဖြစ်ချင်းမရှိဘူးရင်မောင်တန်းလောက်တယ်တရားနဲ့လောက်တယ်ဆိုတော့ဟိုတူစီမှာလေးစားရရှိတယ်အဲ့တော့အဲ့လိုပဲကရင်အဖွဲ့စည်းတွေမားနေရင်လေအဲ့ကရင်အဖွဲ့စည်းတွေကိုသူထောက်ပြဝေဖန်ပြောဆိုရင်းနဲ့ထဲမှာလဲသူကထိတ်ဆုံးอ่ะပါခဲ့ပါခဲ့တယ်ပေါ့နော်ကြတော့ဒါကြောင့်လေ ်သူကလောက်ချက်တက်မြက်ခံရတာဆိုတော့ဟိုသူကတော့ဒီဒဝယ်ဒေသမှာတော့ဒဝယ်မျိုးသမီးအခွင့်အရေးကိုထိထဲဝင်ဝင်လှုပ်ရှားနေတယ်အထူးသဖြင့်အဲ့ဒီအချိန်ကာလကအဖိနှိတ်ခံအမျိုးသမီးတွေပေါ့နော်အမျိုးသမီးတွေရဲ့အကြောင်းတွေကိုသူကထိထဲဝင်ဝင်ရက်တည်ပြီးတော့မှအဲ့ဒီအမျိုးသမီးတွေရဲ့အတန်တွေကို ထုတ်ဖို့ပြီးတော့မှတရားမြတ်တမှုရဖို့အတွက်ကျွန်တော်ဆန္ဒပြတယ်လူမှုတရားမြတ်တမှုအဓိကလုပ်တယ်ပေါ့နော်လူမှုတရားမြတ်တမှုရဖို့အတွက်သူကလုပ်တယ်ပြီးရင်အဲ့ဒီအချိန်ကာလမှာဒီတခြားနိုင်ငံက investment စဝင်တဲ့အချိန်ပေါ့နော်ဒီမိုကရေစီအခုပြောင်းကာလအခုပြောင်းဆိုတော့ဟုတ်တယ် investment တွေဝင်တဲ့အချိန်ကာလဖြစ်တယ်အဲ့လို investment တွေဝင်တဲ့အခါမှာလင်ယာမြေတွေမတရားသိမ်းခံရတဲ့ကိစ္စတွေရှိတယ်အင်းဟုတ်တယ်ဒီအလုကမာအခွင့်အရေးကခေါင်းဖြတ်ခံရတဲ့ရှင်တော့အဲ့ဒီဟာတွေကိုလည်းသူကအမြင်နဲ့ဟိုငင်းငင်းနဲ့ 我他不要委盘交售的。 เนาะဟုတ်ကဲ့ပြီးတော့ဟိုကဘယ်လိုလဲဖြစ်နေပါတော့16ဆိုတဲ့အချိန်ဟို2016ခုနှစ်ပေါ့เนาะပြီးတော့သူ့အသက်မှာ20မပြည့်သေးဘူးအဲ့ချိန်မှာတည်းက gender equality ဖြစ်ဖို့ဆိုတာရှိတယ်เนาะသူ့အနေနဲ့ဟို woman ဘက်ကနေပြီးတော့ဟို right တွေအများကြီးသူဟိုကဖြစ်ခဲ့တာเนาะအတွင်းကအဲ့ရဲကနေပြီးဟိုကျွန်တော်တို့ဟိုကလေအကိုတို့လည်းအဲ့အဲ့ချိန်တွေက run ကြဟို55တွေကလည်း run ကြပြီးဟိုကဖြစ်ကြတာဆိုတော့အဲ့ချိန်တွေကကျွန်တော်တို့ကဟိုတော်လန်လာကြတာရည်ကြီးမှုဒီဟိုဒီမြန်မာမှာဖြစ်နေတဲ့ဟာတွေအကုန်လုံးကြီးเนาะဟုတ်တယ်သူကရည်ကြီးမှုတော်လန်ရေးလို့ပြောရင်ရည်ကြီးမှုတော်လန်ရေးအကြောင်းပြောရင် ်သူကကြုံးကိုပြောရမယ်ထင်မှာပါပါတယ်เนาะဘာလို့လဲဆိုတော့ဆန္ဒပြောတယ်ကျွန်တော်တို့လူတွေကိုကြည့်တယ်အယောင်တွေကိုသူကဖြစ်ခွာပြစ်လိုက်တယ်ထင်ကထိဆုံးကအမျိုးမျိုးဖြစ်တယ်ဆန္ဒမလူလူလူမြင်နေဗျာအာဖြစ်ချင်းနေဟွန်းဖယ်ထားပြီးတော့မှလူလူလူမြင်တတ်အောင်သူစူးစမ်းတယ်လူလူလူမြင်ပေးတယ်လူလူလူပဲအိမ်မက်ပြူတယ်ကျွန်တော်တို့ရဲ့နောက်ခါအယောင်တွေသူစိတ်မဝင်စားဘူး ါတယ်နော်အဲ့လိုမျိုးယဉ်ကျေးမှုတော်တာကျွန်တော်တို့မှာလက်ရှိတော်လိုင်းကလာမှာကျွန်တော်တို့ကငါဆွေးနေသွားတာဟုတ်တယ်ကျွန်တော်လူမျိုးဆွေးတွေရှိတယ်ဒေတာဆွေးတွေရှိတယ်ယောက်ျားဖြစ်ခြင်းမိန်းမဖြစ်ခြင်းဆွေးတွေရှိတယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့လူမျိုးတွေကတကယ်ဒီလိုအချိန်မျိုးကရှိခဲ့မှာဆိုရင်ဘလောက်ကြီးတော်ဝဲရဲ့တော်လိုင်းရကျွန်တော်တို့ခီးရောက်နေမလဲဆိုတာခီးရောက်နေမလဲပေါ့နော်သူဘလူမြန်ဥဆောင်နေမလဲဆိုတော့ကျွန်တော်ဟိုဟိုစဉ်းစားလို့ မရတဲ့ပိုင်းကဏ္ဍမှာဖြစ်တယ်နော်ဆိုတော့ဟိုသူသားတကယ်လို့တဝဲမှာလက်ရှိရှိနေအောင်မယ်ဆိုလို့ရှိရင်တော့တဝဲရဲ့ဒေါ်လာရေးရလက်ရှိရှိနေတဲ့အရေးထွက်တော့ဟိုအများကြီးတဝဲမျိုးကံမှာဟိုရဲရဲတောက်အမျိုးသမီးတယောက်ရှိနေတာပေါ့နော်ရှိနေရဆိုတဲ့အမျိုးဆိုရင်တော့အများကြီးအားဖြစ်မှာပေါ့အဲ့လိုပြောလို့တဝဲရဲ့အရေးကမရေးဘူးပြောတော့မလို့တဝဲရဲ့လက်ရှိမရှိရတယ်ပို့ပြီးတော့အားကောင်းတယ်အားကောင်းတာဟုတ်ဟိုအားကောင်းနေအမျိုးသမီးတယောက်ပေါ့နော်ဒေါ်လာရေးမှာဒီလိုမျိုးပါမလာတာလေကျွန်တော်တို့ဝမ်းနေကြပါဘာသူအခုချိန်ကြီးလေအဲသူ့ရဲ့တရားမျှတမှုက ပျောက်ဆုံးနေတယ်ပေါ့နော်ဆိုတော့ဒီလွန်ခဲ့တဲ့2020ခုနှစ်ထိတော့ဒါတရင်ထဲမှာ live ဖတ်မယ်ဆိုရင်2020ခုနှစ်ထိတော့ဒီဇိုင်းမမတ်ဒီအမျိုးသမီးရေလှရှားတဲ့သူတွေဒီဇိုင်းတော့မဲ့သူ့အကြောင်းကိုတောင်းဆိုခဲ့ရရရှိတယ်သူရတရားမှတ်တာပေါ့နော်အဲ့နောက်ပါတော့ဟုတ်ကျွန်တော်တို့မှစဉ်းစားကြရရှိတယ်ပေါ့နော်ဒီလိုမျိုးငယ်ရတဲ့အမျိုးသမီးတယောက်ကိုလူလဲကောင်းမှာဘာလို့တတ်သွားတာလဲပေါ့ဘာလို့ရဲရောတီမှုမကင်တွေ့တာလဲပေါ့อืมဆိုတော့အများကြီးစဉ်းစားကြရရှိတယ် ရင်းနဲ့ဒီအမှုကိုဘာလို့မကင်တွေ့ရလဲအော်ဒီတရားမှတ်တာမဟုတ်ဘူးနော်50ရှိတယ်ပြီးရင်သူ့ရဲ့နာကြီးကသူ့ရဲ့နာကြီးကတဝယ်မြို့မှာအစည်းဆုံးခဲ့အဲ့လိုပဲပြောမယ်ကျွန်တော်တို့စကားရပြောမယ်ဆိုလူများတယ်ဗျသူ့ကိုဇာပနာလိုက်ပို့ပြီးသူ့ကိုအလေးပြုတဲ့သူတွေတဝယ်မြို့ခံပြည်သူတွေအလေးပြုခဲ့ကြတယ်တဝယ်မြို့မှာလူပေါင်းများစွာရာချီကွန်ပျူအလေးပြုခဲ့ကြရတယ်သူရဲ့စာမနာမှာပေါ့နော်ဆိုတော့အဲ့လောက်ထိသူကသူ့ရဲ့တဝယ်ဒေတာမှာဟုတ် တူရေကောင်းဖြစ်ခဲ့ဖြစ်ခဲ့တဲ့အမျိုးသမီးပေါ့နော်ဟိုကျွန်တော်တို့ကတော့အရင်ဒီမရင်းနှီးခဲ့တော့ဟိုသူ့ရဲ့အကြောင်းကတသိတတိသားပဲကျွန်တော်တို့သိတယ်တင်းရဲ့တသိတတိသားမှာတော့မှဒီလောက်အများကြီးပြောလို့ရတာဗျာသူ့အကြောင်းအများကြီးသိတဲ့လူဆိုပိုပြောရတာအများကြီးနော်ရှိမယ်လို့ကျွန်တော်ပုံမြင်တယ်ပေါ့နော်ဆိုတော့လက်ရှိနေဦးတော်လိုင်းပြီးသွားတဲ့ခါကျွန်တော်တို့အသွင်ကူးပြောရင်ကတရားမျှတမှုလို့ပြောတိုင်းပြောတိုင်းသူ့ကိုလည်းမမေ့ဘူးလို့အပ်တယ်ကျွန်တော်တို့ ဒီမိုကရေစီခေတ်ကာလတုန်းကလည်းတရားမျှတမှုမရခဲ့တဲ့အမျိုးသမီးတွေအများကြီးရှိတယ်။နေလာခဲ့တဲ့အမျိုးသမီးတွေအများကြီးရှိတယ်။ဟုတ်တယ်။လူလေကောင်မှအကြမ်းဖက်စွာရက်ဆက်စွာတက်ခံခဲ့ရတဲ့အမျိုးသမီးတဦးရဲ့အမှုအဲ့အမျိုးသမီးကိုတတ်တဲ့သူမမီဘူးဆိုတာကအရန်ကိုအိဗယ်မဲ့လုံးအိဗယ်မဲ့လုံးအာချီတယ်။အဲ့ဒီတရားမျှတမှုကလိုဘူးလိုအပ်ပါလေ။တတူပဲတတ်တတ် ကျွန်တော်တို့ဒီအမှုကပေါ့ပေါ့ပေါ့เนาะပေါ်ရမှာဖြစ်ပါတယ်ပေါ်ရမှာဖြစ်ပါတယ်သူပါဝင်ခဲ့တဲ့အဖွဲ့အစည်းတွေကလည်းအဲ့လက်ရှိတောင်းဆိုတာနေတိတ်သွားတယ်ပေါ့နော်အန်ဟိုအန်ဟိုကောင်းလားဟိုသူပါဝင်ခဲ့တဲ့အဖွဲ့အစည်းတွေကလည်းဒီဇိုင်းမမတ်အပြန်တောင်းဆိုဖို့တောင်းဆိုဖို့လိုတယ်ကျွန်တော်ကကျွန်တော်ပြောတယ်ဒီ student christian movement လို့မျိုးအဖွဲ့အစည်းတွေကလည်းဒီဇိုင်းမမတ်ပြန်တောင်းဆိုဖို့လိုပါတယ်ဟုတ်အကိုရကျွန်တော်နိုင်ငံမှာကလေဘယ်လိုပြောရမလဲဒီအမျိုးသမီးတွေက ဟိုကတော့ကြီးစိုးတာတွေရောကျွန်တော်ဒီဖိနှိပ်ခံရတာတွေရောအများကြီးပဲเนาะအိမ်ရဲ့အကျန်းဖတ်မှုခံရမှုတွေကလည်းများတာပေါ့ဆိုတော့ဟိုအဲ့ဒီပုံမှာရောဒီလက်ရှိလူယူတော်လိုက်မှာပါတဲ့အမျိုးသမီးတွေရောဒီမြန်မာနိုင်ငံရေးတမိုင်းတလျှောက်မှာပေါ့เนาะခေတ်ဆက်ဆက်ပါဝင်ခဲ့တဲ့ဒီအမျိုးသမီးတွေကိုအားလုံးပဲပေါ့เนาะအာသာနေအမျိုးသမီးတွေသူရဲကောင်းအမျိုးသမီးတွေအားလုံးကိုလည်းကျွန်တော်တို့အလေးပြုပါတယ်လေးစားဂုဏ်ယူမိပါတယ်ဆိုတော့လေပြောကြရရင်ကျွန်တော်ဒီစီဇန်လေးကိုဒီမှာပဲအဆုံးသတ်ကြတာပေါ့ဗျာဟုတ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါ